မခိုင်ပြည်နယ်ကနေတဆင်ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့အိန္ဒိယနိုင်ငံမီဇိုရယ်ပြည်နယ်ကိုဆက်သွယ်ထားတဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းကိုဝမ်ပြန်ဝက်လျှော်ရောဂါကူးစက်မှုနှုန်းများလာတဲ့အတွက်နှစ်ဖက်အာဏာပိုင်တွေကပြီးခဲ့တဲ့နိုဝင်ဘာလ13ရက်ကနေ24ရက်နေ့အထိယာယီပိတ်ပင်ထားခဲ့ပါတယ်ဝင်ရောက်ကူးဆက်မှုနှုန်းတွေကိုအကောင်ဆုံးထိန်းချုပ်ထားနိုင်ပြီဖြစ်လို့နှစ်ပတ်ကြာပိတ်ထားခဲ့တဲ့အဲ့ဒီလမ်းကြောင်းကို နိုဝင်ဘာလ25ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီးဖြစ်တယ်လို့ဒေတာခန်ကာသမားတွင်နဲ့ကုန်သေးတွေကပြောဆိုကြပါတယ်။ဒေတာခန်ကုန်သေးတယောက်ရဲ့စာနဲ့ဖြစ်ကြားချက်ကို DPP သတင်းထောက်ကအသံအစာတို့ဖက်ကြားပေးထားပါတယ်။အိန္ဒိယပလောက်ဝကုန်သေးလမ်းကတော့ဒီနေ့ကစလို့အရင်လိုပြန်ဖွင့်လိုက်ပါပြီ။ပိတ်နေတဲ့ကုန်ကားတွေလည်းသွားလာနေကြပါပြီ။ဈမိုင်းကိစ္စနဲ့သွားကြသူတွေလည်းပြန်လာနေကြသလိုတချို့ဆိုရခိုင်ကရောက်နေကြပါပြီ။တီးရတဲ့လောက်တော့ယောဂါကတော့လုံးဝပျောက်ကင်းသွားတာတော့မဟုတ်သေးပါဘူး။ ဒါပေမဲ့ကူးစက်မှုနှုန်းကတော့ကျကျသွားပြီလို့သိရပါတယ်။ဘလဝဘတ်မှာလည်းယောဂကူးစက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေမှာတော့ကုသမှုပိုင်းတွေကိုအချိန်ပြည့်စောင့်ကြည့်ပြီးကုသပေးနေတယ်လို့သိရပါတယ်။ယောဂကိုတော့အကောင်းဆုံးထိန်းချုပ်နိုင်ကြလို့ကုံတယ်ဒီကြားမှာစိုးရိမ်မှုတော့မရှိပါဘူး။ပလဝမင်ဆိုရဲကုံတယ်ရဲ့လမ်းကြောင်းရှိရာပလဝခရိုင်ရှင်လဲဝဒေတာမှာဝယ်ယောဂဖြစ်ပေါ်သူရာချီရှိခဲ့ပြီးအိန္ဒိယဖက်ချမ်းမှာလည်းတည်ဆုံးသူတွေရှိခဲ့တဲ့အတွက်အဲ့ဒီလမ်းကြောင်းကိုယာယီပိတ်ထားခဲ့ရပြီးကုံတယ်ယာနဲ့ချီပိတ်မိခဲ့ကြပါတယ်။ ဒါကြောင့်ပိတ်မိနေတဲ့ကုန်တယ်တွေဟာကုန်ပစ္စည်းပြည့်စုံဆုံးရှုံးမှုရှိခဲ့တယ်လို့ပဲဒေတာတွေမှလည်းကုန်ပစ္စည်းပြလက်တာနဲ့ကုန်စင်းတို့မြင့်တက်တာတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်အခုလို ပလက်ဝမီဇိုရန်နေဆက်လမ်းကြောင်းပြန်ဖွင့်တဲ့အတွက်ရခိုင်ကကုန်တဲတွေကပို့အဆင်ပြေတော်တယ်လို့ပြောဆိုမှုတွေလည်းရှိနေကြပါသေးတယ်။အော်လမ်းဖွင့်ပြီဆိုရင်တော့ကောင်းတာပေါ့နော်လမ်းပိတ်ထားတယ်ဆိုတော့ ဒီမှာပစ္စည်းလာဝယ်တဲ့သူတွေကနေစည်းစားစရိတ်တွေကတအားဈေးကြီးတယ်တော့သူတို့ခန်းခါတွေရောအဆင်မပြေဘူးအခုပစ္စည်းဝယ်ပြီးတော့အခုဆင်းရတာပို့ပြီးတော့အဆင်ပြေရဲ့အဲ့လိုဝိုင်းရောက်ကဖြစ်လို့ပိတ်တော်တုံးကဆင်းရလေဒီမှာပစ္စည်းလာဝယ်တဲ့ရခိုင်တွေကတအားဒုက္ခရောက်ကြတာပစံတွေပါတယ်ပစံတွေလည်းမလောက်တော့ဘူးအဲ့လိုမျိုးလေအခါခေတံမြတ်ကားခုံရတာမန်ဟာတလောက်ထက်ကိုဇေယိုက်တွေကပူတော့တာပေါ့နော်ခုမရောက်ရင်လေပစ္စည်းရောင်းရတာကကိုထန်တလောက်မမြဲတာနဲ့ပါနဲ့ဆိုတော့ ဒီမှာရရှိနေရတော့အဆင်မပြေဘူးပစ္စည်းထားတဲ့သူတွေအတွက်ကြတော့ပစ္စည်းမြန်မြန်ဝေပြီးရမြန်မြန်ပြန်ရတာပိုပြီးအဆင်ပြေတယ်ပလဲဘောမင်းဆိုရန်ကုံသွေးရဲလန်းချောင်းဟာရခိုင်ကအေးထိန်ချုပ်ထားတဲ့ဒေသတွေမှာလိုအပ်တဲ့အခြေခံစာနေရိခါနဲ့စေဝါတွေရရှိနိုင်ဖို့အဓိကမိကိုအားထားနေရတဲ့အရေးပါတဲ့ကုံသွေးရဲလန်းချောင်းလေးဖြစ်ပါတယ်။ကျမကေခိုင်ပါ။